အခက်ခဲကြတဲ့ကပြုံးတက်တဲ့သူအပြုံးတပွင့်ကလူတိုင်းအတွက်အကျမ်းမှုဖြစ်စပေါ်စီပါတယ်။တခါတလေစိတ်ပူစီမှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အခါမှာတောင်းမှာအပြုံးလေးတစ်ချက်ကိုမပြတ်အောင်ထားဖို့ကြိုးစားပါ။အခက်ခဲဆိုတာခဏတာလေးပါပဲ။ဒီလောကမှာဘယ်ရာမှတသက်တာမနေနိုင်ပါဘူး။စိတ်ညစ်နေပေမဲ့ကိုယ်ဝန္ဒနာပါတဲ့အရာလေးတွေလုပ်လို့ရပါတယ်။ဥပမာစာဖတ်တာ၊ဟာတာဗီဒီယိုလေးကြည့်တာ၊တချင်းသားထောင်တာလေးလုပ်လို့ရပါ ဓာတ်တွေကစိတ်ကိုပြန်ပြင်လဲစေနိုင်ပါတယ်။သူများကိုပြောတာတက်ကိုကိုကိုနားလေတာကပိုကြီးကြည့်ပါတယ်။ပြုံးတက်တဲ့သူကမင်းထက်အားနည်းနေလို့မဟုတ်ပါဘူး။ပြုံးနေတဲ့သူကအပြင်းထန်ကိုရင်ဆိုင်တတ်သူပါ။ဒီနေ့ထဲမှာတစ်ချက်ပဲဖြစ်ဖြစ်ပြုံးနိုင်ခဲ့တယ်ဆိုရင်အဲ့ဒီနေ့ကမင်းရဲ့အောင်မြင်နေနေပါပဲ။တင့်ရဲ့ပြုံးကတယောက်ယောက်အတွက်အလင်းရောင်ဖြစ်နိုင်ပါတယ်။ပြုံးဖို့မမိသွားပါနဲ့နော်။စာတိတူတူဖတ်ပြရဲ့စာလေးကို ောကြမယ်လို့ညွှန်လင့်ပါတယ်။ကိုယ်တိုင်ရေးပြီးတော့ဖတ်ပြတာဖြစ်ပါတယ်။အားလုံးပြုံးဖို့အမိသားနေတော့အပြုံးဆိုရရလေအရင်ကိုတက်